2025ခုနှစ်နိုဝင်ဘာလ23ရက်ဂျာပရိမနဲ့ဆောဆောကိုနှုတ်ကရညီဖျားခင်တာတက်လာတဲ့ကျွန်တော်တို့မျက်ခံစားပြီးတိရတာကတော့လာချင်းလဲမဲ့ခွင့်ရအတွက်ပြင်ဆင်ပေးရဖြစ်ရှင်နာမပုံကြီးပါစီတော့ကားချီုံရှိဥစွာရွေးတော်ပါစေနှစ်ဆအနေပေါ်ဒီကနေ့ပါဝင်ကျွန်တော်ကျမတယောက်ချင်းစီတက်ရှင်ငယ်ရပောင်းက318ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကုန်ကြီးတဲ့338ကိုဘလို့သုံးပြုခဲ့ရဆိုတာပြန်ပြောင်းဆန်းစစ်ပြီးတော့စဉ်းစားဆင်ခြင်လုံးတွင်ကြရအောင်။ကြန့်ရှိသေးတာတော့မနက်ဖြန်နေဆိုရင်နှစ်ကုန်ထိ48ရက် ကြံပါတော့တယ်။ကြံရှိတဲ့48ကိုလည်းကာလာချောင်းကောင်းဆုံးရွေးနှုတ်ပြီးတွာလာခြင်းလေပို့လို့ကရှေးဥစွာတိုက်တွန်းနှုတ်ဆော်ပြစီ။ဒီကနေ့ My Blessed Morning အစီအစဉ်အဓိကခြေပြုမဲ့ကြားစာတော့သတ္တဝါနေဩရစာပထမစာဆောင်အခန်းကြီး3အပိုက်ငယ်7ဖြစ်ပါတယ်။လိုအပ်တဲ့ချက်လေးတွေရွေးနှုတ်ပြီးဖတ်သွားမှာဖြစ်ပါတယ်။ငါတို့ဒီတင်တို့ကိုချစ်တကယ်တို့တင်တို့ဒီအချင်းချင်းကို၎င်းသူတပားအပေါင်းတို့ကို၎င်းချစ်၍ချစ်ချင်းပြရာနှင့်အထူးသဖြင့်ကြွယ်ဝပြည့်စုံမြေချောင်း သခင်ဖျားပြုတော်မူပါစေသော အာမင်နှုတ်တော်သည်အသက်ရှင်စကားတော်ဖြစ်တဲ့ယောက်တော်ဖျားသခင်သည်အတုတပံပြလဲကောင်းချီးပေးပါစေသောအာမင်ရှောင်းခရမင်ခန်းကြီးဆောင်သောအပိုင်ငယ်34ကိုဖတ်တဲ့အခါဘာတွေ့ရလဲအရှင်ရှုဖျားအချင်းချင်းချစ်ပါလို့ပြောပါတယ်ဘလို့ချစ်ရမှာလဲနာသည်တင်တို့ကိုချစ်သည့်နီးတူအချင်းချင်းကိုချစ်လို့ပြောပါတယ်ဒီပလက်တမန်တော်ကြီးကလည်းအဲ့လိုမျိုးပြောနေပါတယ်ဖျားရှင်တော်မှာပုံကြည့်ပါစီ သူပါပြောလေငါတို့ဒီတင်တို့ကိုချစ်တဲ့ကဲ့သို့အရှင်ရွှေလပါပြောလေငါဒီတင်တို့ကိုချစ်ချစ်သည့်ဤသူအချင်းချင်းချစ်လို့ပြောတာဟုတ်ဒီပါနဲ့တမန်တော်ကြီးကငါတို့ဒီတင်တို့ကိုချစ်တဲ့ကဲ့သို့ယုံကြည်သူအချင်းချင်းလဲချစ်ရမယ်နော်ဘာလို့အောင်လဲမပြောင်းလဲသေးတဲ့သူတွေအပါဝင်သူတပါးအပေါင်းလို့ပြောတာဟုတ်မယုံကြည်သေးတဲ့သူတွေပေါ့လေဟောသူတော်အပေါင်းကိုလည်းဘာလို့အောင်လဲချစ်၍ချစ်ချင်းမေတ္တာနဲ့အထူးသဖြင့်ကြွယ်ဝပြည့်စုံပြီးအကြောင်း တခင်ပြားပြုတော်မူပါစေသောဆိုစန္ဒပြုတာဖြစ်ပါတယ်။ကောင်းကြီးပြီးတဲ့စကားလည်းဖြစ်ပါတယ်။ကျွန်တော်ခရစ်စတီယန်ဒီဟာချစ်ချင်းမေတ္တာပေါ်မှာတည်ဆောက်ထားတဲ့အရာဖြစ်ပါတယ်။ရှန်ကရင်ခန်းကြီးတုံးပိုင်ကဆွချောင်းမှာကျွန်တော်အားလုံးဒီအတိုင်း God so loved the world တပါတယောသားတော်ဆွတ်တော်မူတဲ့အောင်လောကီသားတို့ချစ်တော်မူရဲ့လို့ပြောတာအောင်။အဲချစ်ချင်းမေတ္တာပေါ်မှာတည်ဆောက်ထားတဲ့ဘာသာရေးဘာသာတရားဖြစ်တဲ့အတွက်ကြောင့်ကျွန်နေ့စဉ်ခရစ်ယာန်သက်တာမှာလည်း ချစ်ချင်းမေတ္တာနဲ့သွာလာခြင်းလည်းဘုရားတအားယူကြည်ပါတယ်။အရှင်ရှုပြောလို့ငါဒီတင်တို့ချစ်သည့်နိတုငါလည်းပေါ်လို့လည်းပြောတယ်ပြောနိုင်တယ်ငါတို့ဒီတင်တို့ချစ်သည့်နိတုအချင်းချင်းသူတပားပေါင်းနဲ့ချစ်ပြောတော့အဲကြောင့်ပြင်လင်းဥက္ကရဝင်ရတာအစတရားနာပိသက်တွေအခုကျွန်တော် online ကဝင်ရတာမမြင်ရပါဘူး။ဒါပေမဲ့အာကျွန်တော်တရားဟောချက်ပေါ် reaction လုပ်တဲ့သူတွေရှိပါတယ်။ဟိုကလမလီထောင်တာနဲ့အသေးပြတာနဲ့အဲဆိုကျွန်တော်သူတို့အတွက် ပြန်ပြီးတော့ဆူတောင်းပေးပါတယ်နာမည်ကိုကြည့်ပြီးတော့ဆူတောင်းပေးတယ်ဟိုသူပြန်ပြီးတော့ကျွန်တော်သူတို့အာမင်ပေးလဲကျွန်တော်အသေးပြန်ပေးတာပေါ့လေအဲ့လိုနေရာဖြင့်ဘလို့ဆူတောင်းပေးလို့ရှိပါတယ်ဟောရီယိုရှိကတော့ဘာလို့ဆိုရင်ကျွန်တော်တို့တော့မမြင်ရပေမဲ့ချစ်ချင်းမေတ္တာနဲ့ this thought this thought ရဲ့ဘာသာတရားဖြစ်တဲ့ကြောင့်ချစ်ချင်းမေတ္တာနဲ့သွားလာဖို့လိုအပ်ပါတယ်အဲဒါကြောင့်မလင်းအေဘရော့ဆာမှာတပါချက်စာဘာပြောလဲမေတ္တာနဲ့တမာတရားကိုဟောပြောတဲ့ဖြင့်ချစ်ချင်းမေတ္တာနဲ့တမာတရားကိုဟောရမယ်ပြောပါတယ် ဒီနေ့မတော့တမတရားဟောတဲ့လူကဒေါသတကြီးဖြစ်တာကျမတော့ဒါအောင်ဟောတာနော်စစ်ဆုမှန်ဆုနဲ့ဟောနေတာအဲ့ဒါတွေကရှောင်တဲ့နေဟာမေတ္တာနဲ့တမတရားဟောသဖြင့်ချစ်ချင်းနဲ့တမတရားဟောဖို့လိုအပ်ပါတယ်နားရှိသောသူမိကကြားပါစီတော်ဒီနေ့ချစ်ချင်းမေတ္တာဘုရားခြေပြုထားတဲ့ဘာသာတရားဖြစ်တည်နေညီကျွန်တော်ချစ်ချင်းမေတ္တာအဖြစ်ပွားလာခြင်းလည်းသူဖြစ်အောင်ဒီမှာကျွန်တော်ဘာသာတရားလို့ပြောကြအောင်တချို့ကကျွန်တော်ညင်းချက်ထုတ်လိမ့်မယ်အဆရာသမားချစ်ချင်း မေတ္တာနဲ့ပြောတာဟုတ်ပါပြီဒါပေမဲ့ခရိယံဆိုတော့ဘာသာတရားမှမဟုတ်တာအသက်ရှင်တဲ့ဘုရားသခင်နဲ့ဟလာပုဂ္ဂလိကဆက်သွယ်ရေးပဲမှန်ပါတယ်ဒါပေမဲ့ဒါလည်းလောကမှာလောကီသားတွေပြောတိုင်းဘာသာတရားတခုမဟုတ်ဘူးလားခရစ်တော်ရဲ့ဘာသာကြောင့်ရောက်လာတဲ့ဒုက္ခဆင်းရဲတွေဆိုတော့တမန်ဝုထုမှာခဏခဏမှတ်တမ်းတင်ထားတာပဲဟောဒါကြောင့်ဒီမှာတော့ကျွန်တော်ညင်းချက်တော့မပြီးခြင်းဘူးကျွန်တော်ခရိယံအသက်ရှင်ခြင်းဟာမေတ္တာပေါ်မှာတည်ဆောက်ထားတာဟောဒါကြောင့်ကျွန်တော်အိန္ဒိယဝင်ခဲ့တဲ့အခါမှာ ဝင်ငါချင်းကိုကြားတဲ့သူတွေချစ်ချစ်ဖို့ချစ်ဖို့လိုပါတယ်။ယုံကြည်သူချင်းချင်းလည်းချစ်ဖို့လိုပါတယ်။ချစ်ချင်းမတားနဲ့အထူးဖြင့်ကြော်ဝါပြည့်စုံဖို့လိုပါတယ်။ကြားရတဲ့နောက်ပတ်တည်းဝင်ငါချာဖြင့်ရောက်တော့မှပြားဖြစ်သည်အတိတ်တပါပြားလည်းကောင်းချီးပေးပါစီတော့။ဆုတောင်းနိုင်ကြပါစို့။မြတ်တော်ရှင်ဘာပြားသာရမြတ်သခင်ယေရှုဘုရားငါဒီသင်တို့ချစ်တဲ့ကဲ့သို့သင်တို့ဒီချင်းချင်းချစ်လို့ပြောပါတယ်။ဒီမှာလည်းတမန်တော်ရှင်ပေါလုကငါတို့ဒီသင်တို့ချစ်တဲ့ကဲ့သို့သင်တို့ဒီအချင်းချင်းချစ်ချင်းနဲ့သူသူတစ်ပါးပေါင်းတို့ကိုချစ်၍ ချစ်ချင်းမေတ္တာနဲ့သူပြင်ကြိုးဝါပြုဆောင်ဖို့တခင်ပြပြုတော်မူပါစေသောဆုဆန္ဒပြုလဲဆုတောင်းပေးပါရစေ။ဒါကြောင့်ဒီနေ့ကျောင်းနဲ့သံပြီးတယောက်ချင်းစီပန်းတရခရိယံတတဟာခရိယံဘာသာတရားဟာချစ်ချင်းမေတ္တာနဲ့စောက်ထားတဲ့အရာဖြစ်တယ်ဆိုတော့သိပြီးတော့ချစ်ချင်းမေတ္တာစိတ်စော်လှုပ်စော်တိုင်းအမှုဆောင်သွားလာခြင်းလဲဆရာကျောင်းဖြစ်စေဖို့လမ်းပြပဲ့ပြပို့ဆောင်ပြီးတော့ကောင်းချီးပေးပါမိကြောင်းခမ်းမြောက်ပြီးအသက်ရှင်တော်မူသောသံမြတ်တခင်အရှင်ယေရှုဖရာနာမတော်ပြကိုပြပြပြီး ယေရှုတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအနံ့ကြပါရစေဖခင်သခင်အာမင်အကျွန်တော်ဝင်ကားချက်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီနေ့မှာနားထောင်နေသူတွေတော့မလို့ဟောနေ့စဉ်မနေ့6နိုင်မှာဟောကျွန်တော်ရဲ့ Bible Devotion အင်္ဂလိပ်နဲ့ဟောမြန်မာလိုပေါ့အဲ့ဒါဖတ်လို့ရပါတယ်နောက်ပါခုလို့မနေ့9နိုင်ကြလို့ရှိရင် Bible Blesses ဟော Morning ဆိုပြီးတော့ Morning Devotion ပေါ့အဲ့ဒါကိုကြားလို့ရတယ်နောက်ပြီးတော့ ပြီးခဲ့တဲ့တနေ့ရပါတော့နော်၁၇ရက်နေ့ကမွတ်တဆန်နိုင်ပါလာတလာမှာ၁၁၂၁မွတ်တဆန်နိုင်ပါမိနစ်20လောက်ပေါ့လေမိပါများတမတရားစီစဉ်ရှိတယ်ပြီးရင်နောက်ပြီးတော့အာတရင်ဂရီဒီမှာ Bless Sunday Sermon ဆိုပြီးတော့မနက်7:00နေ့ကမိနစ်40နီးပါးလောက်ကျွန်တော်ဝေခါလေးရှိပါတယ်လို့ဟောဒီစီစဉ်မှာလိုက်ပါကြည့်ရှုပြီးတော့သွားလာခြင်းလေပို့လို့ငါထက်ဆင်ပြီးတော့ ဖိတ်ခေါ်ခြင်းသူတောင်းဆိုလိုပါတယ်။ရောက်တဲ့ပုံမှာဘုရားခင်သည်ကြည်မာတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေသော။အာမင်။